မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ April 29ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကျုံတို့မြို့အခြေဆိုင်ခမရ905တိုက်ရင်းကို short တိုက်ဒုံးနဲ့ပြစ်ခတ်တိုက်ခတ်ရောဖုန်းတာဝါတိုင်းပျက်စီးသွားပြီးတော့အရာရှိတုံးနဲ့တပ်သားတုံးတို့ပြင်းထန်တိုက်ရရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ28ရက်နေ့မွန်လွယ်ပိုင်းမှာကျုံတုံးမြို့အခြေဆိုင်ခမရ905တပ်ရင်းကိုတော်လိုင်းတပ်ဖွဲ့များက short tight ဒုံ၃လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါး၎င်းပြစ်ခတ်တိုက်ခိုက်မှုအတွင်းမှာခမရ905တပ်ရင်းအတွင်းနဲ့ကို short tight ဒုံ၃လုံးကြားရောက်ပောက်ခွဲခဲ့ပြီးတော့အရာရှိတအုံးနဲ့တပ်သားတအုံးတို့ပြင်းထန်ထန်ရရရှိကာကျက်နဲ့တလုံးကတော့တပ်ရင်းထိတ်အမတ်တရက်ွက်မှာရှိတဲ့တယ်လီနော့တာဝါရိုင်းကိုထိမှန်သွားတယ်လို့သိရပါဗါး28ရက်နေ့မွန်လွယ်ပိုင်းကပေါ့905တပ်ရင်းနဲ့ကို short tight ဒုံ၃လုံးပြစ်ခတ်တိုက်ခိုက်တာ905တပ်ထိတ်နားက အမတ်တရက်ကတယ်လီနော်ဖုန်းနိုင်ကိုထိတယ်နောက်တစ်လုံးကတိုင်ရင်ထဲကိုကြတော့အရာရှိတုံးနဲ့စစ်သားတအုပ်ထိတာဒဏ်ရာပြင်းထန်တယ်လို့ကြားတယ် တတိယလုံးကတော့တရရဲ့နောက်ဘက်ကိုကြတော့လူတော့မထိဘူးတရရဲ့ချမ်းစီဟုတ်ထိသွားတာလို့ဂျုံတိုးစီရင်နည်းမြေအတွင်းမှာရှိတဲ့စီရင်သတင်းရင်းမြစ်ကပြောပြထားပါဗါးအခုလိုမျိုးတိုက်ခိုက်ခံရမှုအပြီးမှာအချမ်းမဲ့စစ်ကောင်စီတပ်ဘက်ကဂျုံတိုးကြီးရွာများဘက်ကိုလက်နက်ကြီးများနဲ့လှက်ပတ်ပြီးတော့ရန်တမ်းပစ်ခတ်ခဲ့ပြီးတရတော်ကြီးရွာဘက်မှာအရတားပြည်သူများထိခိုက်မှုရှိတော့လဲအရင်အတွက်ကတော့အတိပြုနိုင်ချက်မရှိသေးဘူးလို့သိရပါဗါးလက်ရှိအချိန်မှာဂျုံတိုးမျိုးရင်းရက်ွက်များမှာအချမ်းမဲ့စစ်ကောင်စီတပ်သားများပြူစောတိများနဲ့ပြည်သူစစ်တပ်ဖွဲ့ဝင်များဟာ အယုတ်ဝတ်တွေနဲ့လက်နက်တွေကန်ဆောင်ကစစ်ပေးဆောင်နေအိမ်များနဲ့ဈေးဆိုင်များကိုဖောက်ထွင်းပြီးတော့နေအိမ်အသုံးဆောင်နဲ့စားတောက်စရာများကိုခိုးယူနေတယ်လို့သိရပါဗျ။ကြုံတိုးကပြည်သူတွေကဂျိုင်းဘက်ကိုထွက်ပြေးကြပြီဆိုတော့ရဲစခန်းကုန်းမှာရှိတဲ့စစ်ကောင်စီတွေပြူခွဲတဲ့ပြည်သူစစ်တွေက ကန်းနာရန်ကဆိုင်နေမှာအိမ်နေမှာလိုက်ပြီးတော့ဖောက်စားနေတာပါအိမ်ဆောင်ကြံနေတဲ့အိမ်နေနာတော့ကတ်မလာဘူးအရက်ဝတ်တွေနဲ့တနက်လွယ်ပြီးတော့စစ်ဆောင်အိမ်တွေကိုဝင်းဝဲယူနေကြတာမျိုးပေါ့ပိုဆိုးတာကဂျုံတို့ကကြက်ဖို့အိမ်နေဆိုင်နေပါဖောက်နေတာတွေ့ရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ် ်အေဘီလ28ရက်နေ့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ KNL မဟာမိတ်ပူးပေါင်းတပ်များကကြုံတိုးကော့ဝါလဲရွာဘက်မှာပစ်ခတ်မှုများဆက်လက်ရှိနေပြီးတော့ကော့ကရိတ်မြို့ကိုးတိုင်စစ်ကတုံးနဲ့ရန်ကုန်ရွာစစ်ကတုံးဘက်တွေမှာလည်းမြင်းမြင်းတိုက်ပွဲနဲ့လက်နက်ကြီး drone အပြန်အလှန်တိုက်ပွဲများဆက်လက်ပြင်းထန်နေကြောင်းသတင်းရရှိပါရခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့် update တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းမင်းလောင်မြို့နယ်မှာအင်အား80ကျော်ပါတဲ့စစ်ကြောင်းကိုပိတ်ဆို့တိုက်ခတ်ရာအလောင်း10လောင်းနဲ့လက်နက်73လက်ကိုတင်းစီရရှိခဲ့ပြီးတော့စစ်သားတအုပ်ကိုအရှင်ဖမ်းမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ AP လ28ရက်နေ့မနက်9:00နာရီကမှမင်းလောင်မြို့နယ်တေယောကုန်းရွာဖုန်ကြီးကျောင်းကနေထွက်လာတဲ့အင်အား80ကျော်ပါတဲ့စစ်ကြောင်းကိုမမိုးရဲရွာအတွင်းကိုဝင်ရောက်လာတဲ့အချိန်ကာယဝရီခန်တရင်33ညနဲ့လက်အောက်ခံတက်ခွဲ3တက်ခွဲ2 တခွဲ၄မြေအောက်ပြောက်ကြတက်ဖွဲ့အုပ်ဖို့တခွဲ၅တာယာရိချန်တရင်33.3နဲ့တာယာရိချန်တရင်33.1တက်ခွဲ၆ အညာညီနောင်ရဲဘော်များကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးအဲ့ဒီပိတ်ဆို့တိုက်ခိုက်မှုအတွဲမှာလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်မှုတိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့ကြာချိန်2နာရီနီးပါးဖြစ်ပွားခဲ့တယ်လို့သိရပါဗါးအခုလိုမျိုးတိုက်ပွဲဖြစ်ပွားနေတဲ့အချိန်မှာမနေ့10နာရီ50မိနစ်ခန့်မှာတော်လိုင်းပူပေါင်းရဲဘော်များရှိရာအနီးကို MI35 ရဟတ်ရင်နဲ့ပစ်ခတ်က Jet Fighter နှစ်စီးပြန်ဝဲလာနေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်သားများအလုံးဟာတက်ပြတ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗါးတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့များကစစ်ခွေးအလောင်း၁၀လောင်း တနက်ဆက်တလက်60မမတလက်ခဲယမ်းများနဲ့စစ်တုံးဆောင်ပစ္စည်းများကိုတင်စီရရှိခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်ခွဲစစ်ကြောင်းကစစ်ခွဲတကောင်ကို28ရက်နေ့မနက်ပိုင်းမှာ ကျုံးကုန်းရွာနားမှာတက်ခွဲလေးနဲ့တက်ခွဲငါးကရဲဘော်တွေကအရှင်ထပ်ပြီးတော့ဖမ်းမိပါတယ်။တနက်တက်လက်လဲပါတယ်။စစ်ကြောင်းတစ်ကြောင်းလုံးတက်ပြတ်ပြီးတော့အလံဖြူထောင်ဖို့လုံနေတုံးမှာစစ်ခွဲလေးရင်တွေကတက်လာပြီးတော့သူတို့ကိုလိုက်ပစ်တာစစ်ခွဲတွေလည်းပြစ်ခံရတာပဲ။အကုန်ထွက်ပြေးနေရတဲ့အခြေအနေပဲ။ကျွန်တော်တို့နေမြေရှင်းတဲ့အချိန်မှာစစ်ခွဲအလောင်း၁၀လောင်းတနက်ဆက်တက်လက်60မမတက်လက်နဲ့ခဲရန်တွေကိုတိတ်စီရမိခဲ့တယ်လို့တရားဝင် KHN PDF ကတာဝန်ရှိသူတို့ကရှင်းပြထားပါတယ်။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဆုတ်ခွာထွက်ပြေးပြီးတဲ့နောက်တရားဝင် KHN တရင်33နှစ်ကတက်ခွဲတက် Dragon Brothers GBK PDF တက်ခွဲ1တက်ခွဲ3တက်ခွဲ4ရေအောက်ပြောက်ကြတက်ခွဲအုပ်ဖို့တက်ခွဲ5တက်ခွဲ6 Black Dragon GBK PDF နဲ့တာယာဝရီခရိုင်တရင်33ညတက်ကတက်ခွဲ6အေယာညင်းအောင်ဘကိုးခရိုင်တရင်33ညတက်တက်ခွဲ5တို့ကပူးပါမိတော့နည်းမြင်ရှင်းလင်းရေးပြုလုပ်ခဲ့ကြကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သကိုင်းတိုင်းမုံရွာမြို့နယ်ခိုးတန်းရွာကိုကင်းလှည့်ရန်လာတဲ့စစ်တပ်စစ်ကြောင်းကိုအနီးကပြစ်ခတ်တိုက်ခိုက်ရာနမခခွန်လေးခွန်တက်ရင်ကတက်ကြက်ကြီးချင်းလေးအပါအဝင် တပ်သား73ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဧပြီလ24ရက်နေ့မနက်9:20မိနစ်ခန့်မှာမုံရွာမြို့နယ်ခိုးတန်းရွာကိုကင်းလေရန်လာတဲ့အင်အား20ကျော်ပါတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လိုက်တပ်ဖွဲ့များကအနိကပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာမင်းနဲ့20ကျော်ကြာမြင့်ခဲ့ပြီးတော့တော်လိုင်းရဲဘော်များကြီးမလုံးလောက်မှုကြောင့်နမခါကနေတက်လာတဲ့စစ်တပ်၄ထီးနဲ့ MI-35 အပါအဝင်ကြောက်စစ်ပုံအမြောက်တက်က120မမလက်နက်ကြီးများနဲ့ပစ်ကူပေးနေတဲ့အတွက်စစ်ကူစစ်ကြောင်းများပါရောက်ရှိလာတဲ့အတွက်ကြောင့်လက်နက် ်များကောက်ယူနိုင်ငံချင်းမရှိဘဲတော်လိုင်းရဲဘော်များအထူးကံမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုကိုမုံရမြို့နယ်ပကဖကဦးဆောင်ပြီးတော့ Black Falcon Guerrilla Force Tribal Force တိုက်နယ်၅ပကဖမုံရခရိုင်တိုင်ရင်တက် God of မုံရ Gold Eagle Sanking Envoy God of Snake ရခတပ်ဖွဲ့တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပခုတ်ကူမြို့နယ်မှာရှိတဲ့ပြူစောတိကျေးရွာများမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုနှစ်ရက်ဆက်တိုက် drone နဲ့ဘုံဒီအလုံးကြီး80ကျဲချတိုက်ခတ်ရာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်ဧပြီလ20ရက်နေ့နဲ့21ရက်နေ့တွေမှာပခုတ်ကူမြို့နယ်မှာရှိတဲ့အနောက်မကြီးကံပြူစောတိရွာနဲ့အောင်သာပြူစောတိရွာတို့မှာအထမ်းချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုပခုတ်ကူခရိုင်ပြည်သူ့ကာကွယ်တပ်ဖွဲ့9အေရဒေါင်းနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဒရုန်းနဲ့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါတယ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗါတယ်တော်လိုင်းရဲဘော်များအနေနဲ့ထိခိုက်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါတယ် ်ရွာနေရွာပေါင်းကစစ်ကောင်စီတပ်သားအင်အား900လောက်ရှိပါတယ်9နိုင်အချိန်ကစပြီးတော့ပွဲဆတာပါ drone နဲ့ face rain laser နဲ့တိုက်ခိုက်ခဲ့တာပါတိုက်ခိုက်မှုအတွင်းမှာ စစ်ခွေး15កောင်လောက်ထိသွားပါတယ်10កောင်တိမ်ဆုံးပြီးတော့9កောင်ထိခိုက်တယ်ရပါတယ်စစ်ခွေးတွေဘက်ကပြန်လဲပစ်ခတ်တာတွေလည်းရှိတယ်ထိခိုက်ပျက်စီးမှုကတော့အိမ်တွေမီးလောင်တယ်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကုန်ဆုံးသွားတဲ့ drop ဘုံဒီအလုံးရေ90နဲ့60မမအလုံး30ကုန်ဆုံးသွားပါတယ်လို့ Rocket Fighter အဖွဲ့ကပြောရေးဆိုခွင့်ရှိသူလာပြေကရှင်းပြထားပါတယ်၎င်းတိုက်ခတ်မှုကို AR တောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပေါက်ပါကဖာ BLY ရင်းမာပင် KI တိုက်ရင်း76 drone တပ်ဖွဲ့ရင်းမာပင် KI တိုက်ရင်းဆက်ခေါ MPDF ရင်းမာပင်တပ်ဖွဲ့ B21 တပ်ဖွဲ့ Night Fighter RC plane တပ်ဖွဲ့ဘယူဟာ40ခွန် drone တပ်ဖွဲ့ Special Forces 11တပ်ဖွဲ့ Rocket Fighter တို့ကပူးပေါင်းလုဆောင်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းမြန်မာနယ်စပ်ကန်ချနာပူရီခရိုင်မှာတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားအယောက်20ဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဧပြီလ28ရက်နေ့ညစတနာရီအချိန်ကထိုးဖားဖန်းဒေတာမှာမြန်မာနိုင်ငံသားပစ်ကတ်ကားနဲ့တရားမဝင်ဝင်ရောက်လာကြောင်းသတင်းပေးတိုင်ကြားလာတဲ့အတွက်ထိုင်းရဲတပ်ဖွဲ့ဝင်များကကားရဲ့တင်းနီယာကိုတွားရောက်ဆက်စည်းခဲ့တယ်လို့သိရပါဗျ။ရဲတပ်ဖွဲ့ကားလာတဲ့အချိန်မှာပစ်ကတ်ကားဟာအမြန်လန်းအတိုင်းမောင်းနှင်ထွက်ပြေးခဲ့ပြီးတဲ့နောက်ပိုင်းမှာလမ်းမေးကိုဆင်းပြီးတော့တောထဲကိုမောင်းပြေးသွားတယ်လို့ဖော်ပြထားပါဗျ။ရဲတပ်ဖွဲ့ဝင်များကနောက်ကနေပြီးတော့လိုက်လံဖမ်းဆီးရမှာကားသမားဟာကားကိုပစ်ထားခဲ့ပြီးတော့တောထဲကိုထွက်ပြေးသွားတယ်လို့သတင်းမှာဖော်ပြထားပါဗျ။ကားပေါ်မှာမြန်မာနိုင်ငံသား 30ဦးကိုစစ်ဆေးတွေ့ရှိခဲ့ပြီးတော့ထွက်ပြေးသွားတဲ့မြန်မာကားသမားကိုလည်းနောက်ပိုင်းမှာရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးနိုင်ခဲ့တယ်လို့ဆက်လက်ဖော်ပြထားပါတယ်။မြန်မာနိုင်ငံသားတွေထဲမှာတရားဝင်စာရွက်စာတမ်းများမတွေ့ရှိရဘဲအားလုံးဟာလွန်ခဲ့တဲ့၄ရက်လောက်ကဖျားတုံးစုလမ်းကြောင်းကနေတဆင့်နေဆက်ဖြတ်ကျော်ပြီးတော့ဝင်ရောက်လာကြကြောင်းထွက်ဆိုထားပါတယ်။၎င်းတို့ဟာဘန်ကောက်မှာအလုပ်လုပ်ကမ်းရန်ဝင်ရောက်လာကြခြင်းဖြစ်ပြီးတော့ခရီးစဉ်အတွက်တယောက်ကိုဘတ်ငွေတစ်သောင်းခွဲကုန်ကြမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဖမ်းဆီးခံရတဲ့သူအားလုံးကိုဥပဒေအရအေးအေးယူနိုင်ရေးအတွက် ထိုးဖားပန်းရဲစခန်းကိုပို့ဆောင်ခဲ့တယ်လို့ဖော်ပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆလာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်ကစစ်ကောင်စီလက်အောက်ခံရဲတပ်သားတအူးဟာလက်နက်နဲ့တကွာမြင်းကြံ Black Tiger MPD တပ်ဖွဲ့ထမ်းမှာအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီရဲတပ်သားဟာ AP လ22ရက်နေ့မှာကြိုတင်ဆက်သွယ်ခဲ့ပြီးတဲ့နောက် AP လ26ရက်နေ့မှာတော့ MPD တပ်ဖွဲ့ထမ်းကိုအလင်းဝင်ရောက်ခဲ့တာဖြစ်တယ်လို့သိရပါဗျ။ သူကကြိုတင်ဆက်သွယ်ထားတာပါအေပီလာ22ရက်နေ့ကဆက်သွယ်ထားပါသူယူလာတဲ့လက်နက်တွေကတော့ဦးစီကတလက် G3 ကြီးကတော့2တောင်းဦးစီတဲ့ထက်ပြတဲ့9မီလီမီတာကြီးကတော့အတောက်200ပါလို့ MPD တပ်ဖွဲ့ခေါင်းဆောင်ဘုံမိုက်ခဲကပြောပြထားပါတယ် ် MPD တပ်ဖွဲ့ကလက်နက်နဲ့တကွပူးပေါင်းလာတဲ့ရဲတပ်သားကိုဂုံပြုစုငွေတွေပေးအပ်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီလက်အောက်မှာအကြမ်းဖက်မှုတွေကိုလှုပ်ဆောင်နေတဲ့ရဲတပ်သားတွေအနေနဲ့ပြည်သူတွေအပေါ်အကြမ်းဖက်တာတွေကိုရပ်တန့်ပြီးတော့အဲ့ဒီရဲတပ်သားလိုမျိုးမြင်းကြံ Black Tiger MPD တပ်ဖွဲ့ထမ်းမှလာရောက်ပြီးတော့ပူးပေါင်းကြဖို့ကို MPD တပ်ဖွဲ့ကတိုက်တွန်းထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ။အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆစ်အာနာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ